ဆိုရောအဒီနိုကိုရုတ်တရက်ကြွေလွှင့်စေခဲ့တဲ့ဟတ်အတဆိုင်ရာတတိထားရမယ့်အချက်များသိလို့ရအဖွဲသားများမှာအဆိုရောအဒီနိုနှလုံးရောဂါနဲ့ရုတ်တရက်ကြွေလွှင့်ွယ်လွန်သွားခြင်းအတွက်မိသားစုများနဲ့အတူအတိုင်းမသိထပ်တူဝမ်းနည်းကြည်ခွဲရပါတယ်ရှင်။ အဆိုတော်အဒီနိုလိုမျိုး မထင်မှတ်ပဲမလိုအပ်ပဲနှလုံးရောဂါနဲ့ကြွေလွင့်သွားရသူတွေများစွာရှိရာကြောင့်ပရိသတ်ကြီးတို့အနေနဲ့ရုတ်တရက်ဖြစ်တတ်တာကြောင့်ကြိုတင်သိထားရုံနဲ့အသက်ကယ်နိုင်မဲ့သတိပေးလက္ခဏာ၄ချက်ကို ဖော်ပြပေးလိုက်ပါရစေ။ပထမဆုံးနှလုံးရောဂါအသီးသာဆုံးလက္ခဏာကတော့ရှင်ပတ်အောင်ခြင်းဖြစ်ပြီးရှင်ပတ်အလဲပိုင်းဒါမှမဟုတ်ပေပတ်ချမ်းမှာ လေးလံသောခံစားချက် နာကျင်မှုထက်တင်းကျပ်မှုကိုပုံမူခံစားရရှိတတ်ပြီးဒီခံစားချက်ဟာမိနစ်အနည်းငယ်ကြာတတ်ပြီးပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတတ်ပါရစေ။နှလုံးကနာကျင်တဲ့အခါအဲ့ဒီခံစားမှုကိုအုံနောက်ကတခြားနေရာတွေစီလွှဲမပြီးပို့လို့လိုက်တာကြောင့် ုံမှန်မဟုတ်ပဲဘယ်ဘက်လက်မောက်ကြောပြီလေပင်လေချောင်းဒါမှမဟုတ်မင်းယူတို့မှာနာကျင်ထုံကျင်မှုခံစားရစေပြီး အမျိုးသမီးတွေမှာတော့ကြောနောက်ပိုင်းဒါမှမဟုတ်ဘိုက်အောက်တာမျိုးခံစားရတတ်စေပါတယ်နံပါတ်3ရေဘက်အောက်ခြင်းမရှိပဲအသက်ရှူရခက်ခဲပြီးလှုပ်ရှားမှုမရှိပဲပုံမှန်အနားယူစေအချိန်တွေမောပန်းလွယ်ခြင်းအသက်ရှူမဝခြင်းအသက်ရှူကြက်ချင်းတို့ဖြစ်ပေါ်လာတတ်ပါတယ် အဓိကအချက်အနေနဲ့ညအိပ်ရာဝင်ချိန်မှာရုတ်တရက်အသက်ရှူမဝပဲနိုးထလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ပုံမှန်အတိုင်းမဟုတ်တဲ့မူးဝေခြင်းနဲ့ခြွေထွက်လွန်ခြင်းတို့ဖြစ်ပြီးပြုတ်အံ့ခြင်းနဲ့အတူမူးဝေလဲခြင်းတတိလိမလို့ခံစားရစေခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။ထို့အချက်၄ချက်သင်ခံစားနေရပါကချက်ချင်းအကူအညီတောင်းမှာစိတ်ယုံစိတ်ကန့်တို့အလင်းအမြန်သွားပါ။ အချိန်မစွဲပါနဲ့လှုပ်ရှားမှုပြုလုပ်နေပါကချက်ချင်းရတန်ကလဲလျောင်းပါပြိတ္တကြီးအားလုံးပဲနော်ဒီနေ့ပြောပြသွားတဲ့နှလုံးရောဂါတတိပိလက္ခဏာ၄ချက်ကိုမေ့လို့မရပါဘူးနော်ဒီချက်တွေဟာရုတ်တရက်အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့အရေးကြီးဆုံးအချက်လက်တွေဖြစ်တာကြောင့်သိရဲ့ကျန်းမာရေးကိုအမြဲအလေးထားပြီးတန်တရာဖြစ်စရာတခုခုခံစားရရင်အချိန်စွဲမနေပဲဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ဆွေးနွေးဖို့အရေးကြီးဆုံးပါတိလူရမိသားစုအနေနဲ့ ထူးရှူထမ်းမြက်တဲ့အဆိုရောအဒီနိုကိုဆိုးရှုံးလိုက်ရတဲ့အတွက်ညားစွာစိတ်မကောင်းဖြစ်ရပြီးကွယ်လွန်သူအဆိုရောအဒီနိုကောင်းရာဘဝသို့ရောက်ရှိပါစေရန်ဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။